မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်တန်ဖြူစေးရက်နဲ့ရေးမြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တပ်ရဲ့ကင်းဘုံနဲ့ဂိတ်စခန်းတို့ကို drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာစစ်ခွေးနှကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စပ္ပမလာ73ရက်နေ့ညနေ4:20မိနစ်ခန့်မှာတန်ဖြူစေးရမြို့နယ်နှစ်ကရင်ရွာလမ်းစုံအနီးမှာရှိတဲ့ရထားလမ်းဘေးမှာကင်းဘုံဝင်နေတဲ့ အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံနှလုံးကျဲစာတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စက်တမာလ9ရက်နေ့မှာလည်းရေးမြို့နယ်မော့ကနေချင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကွမ်ကြိုက်ဂိတ်စခန်းကိုလည်း drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကစစ်ခွေးနှကောင်တေဆုံးပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တန်ဖြူစီရဲ့မြို့နယ်နှစ်ကရင်ရွာမှာချခဲ့တာကဘုံဒီနှလုံးကျဲချခဲ့ပါတယ်ဒီစစ်စင်ရေးမှာကျမတို့အနေနဲ့ခံမှန်းပြီးပြောရမယ်ဆိုရင် အနည်းဆုံးစစ်ခွေးနှစ်ကောင်လောက်ကတော့တိတ်ဆုံးနိုင်ပါတယ်လို့ Mon State Revolutionary Force MSRF ကပြောရေးဆိုခဲ့ရှိသူမေတ္တလညံကပြောဆိုထားပါတယ်။၎င်းတက်ခတ်မှုကိုမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်တပ် YPDF KNL တရဲ29တက်ခွဲတင်နဲ့ဘူဟာ33ဒေါနာချင်းမုံရဲတက်ခွဲတပင်ရွှေထီးတက်တို့ကပူးပေါင်းတက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရေဦးမြို့ပေါ်ကခြေရွာများကိုစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့မနက်10:00ခွဲကမှရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးများဟာရေဦးမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးရန်ဂါဝီပန်းချံဂိတ်မှာစုဖွဲ့ပြင်ဆင်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား6ဦးသေဆုံးသွားပြီးတော့၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ရေးဦးမြုပ်ဘော်ကစစ်ခွေးတွေကရေးဦးမြုပ်နောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်စုဖွဲ့နေတဲ့အချိန်ဂါဝီပန်းချံဂိတ်ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာစစ်ဗိုလ်တကောင်အပါဝင်6កောင်တည်ဆုံးသွားပါတယ်4កောင်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ရေးဦးမြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်7တပ်ရင်ရွှေဘိုခရိုင်အမှတ်9တပ်ရင်နဲ့ဘူးဒလင်ပတ်ကောက်ဖ drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့ပေါ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်တပ်ထမ်းမှရောင်းစားနေသူ၅ဦးဟာ ဝေစုမတည့်ပဲနဲ့စကားများရန်ဖြစ်ရာကနေတအူးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ23ရက်နေ့မှာပသိမ်မြို့ကန္နာလန်တင်းမောစိတ်မှာမြို့ပေါ်ကိုလာရောက်တဲ့ကရင်လေးဆိုတဲ့လူငယ်တအူးဟာဆိုင်ကယ်တက္ကစီမောင်းသူဂရုံးအပါဝင်လူ9ဦးကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့အကြမ်းဖက်စစ်တပ်ထမ်းကိုရောင်းစားခဲ့တယ်လို့သိရပါဗျ။အခုလိုရောင်းစားရာကနေရရှိထားတဲ့ငွေကြေးများကိုပသိမ်မြို့အမတ်တရက်ကငဝွန်ကျွန်းသာရှစ်လမ်းမှာရှိတဲ့မူဂျိုအကျောင်းရှိမှာဆိုင်ကယ်တက္ကစီမောင်းသူဂရုံးအပါဝင် လူ၅ဦးကဝေစုခွဲနေတဲ့အချိန်မှာအဝေးမတဲပဲစကားများရံဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးစကားများရံဖြစ်ရမှာဂရုံးဆိုသူကိုကြံတဲ့၄ဦးကဓာတ်နဲ့ဝိုင်းထိုးခဲ့တဲ့အတွက်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါဗျ။အခုလိုလူတက်မှုကျူးလွန်သူများတဲမှာပသိမ်မြို့ငုံဝုံကျွန်းတာရှစ်လမ်းမှာနေထိုင်တဲ့ဝတ်တုံဆိုသူလည်းပါဝင်ပြီးတော့၎င်းရဲ့ဦးလေးဖြစ်သူဟာအချမ်းဖတ်စစ်ခွေးတက်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတအုပ်လည်းဖြစ်တယ်လို့သိရပါဗျ။ရန်ပွဲအတွင်းမှာတည်ဆုံခဲ့တဲ့ဂရုံးဆိုတဲ့ကောင်ဟာ မယိုင်းဆိုးသွမ်းသူတအုပ်ဖြစ်ပြီးတော့ဗသိမ်မြို့အမှတ်၁ကမ်းနားလမ်းမှာနေထိုင်ပြီးစိုက်ကဲတက္ကစီဆွဲသူဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကရုံးဟာလိန်လယ်မှုလူရမှုများနဲ့မကြာခဏထောင်ကျဘူးသူဖြစ်ပြီးတော့ကမ်းနားလမ်းမှာအုပ်စုဖွဲ့ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကအကြမ်းဖက်စစ်တပ်ထံကိုရောင်းစားနေသူလည်းဖြစ်တယ်လို့သိရပါဗျ။လူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အချမ်းဘတ်စစ်တပ်ထံကိုရောင်းစားလို့ရတဲ့ပတ်စံတွေကိုဝေစုခွဲရကနေရမ်းဖြစ်ပြီးတော့လူသတ်မှုဖြစ်ပွားတယ်လို့သိရပါတယ် ကရုံးကတော့ပွဲချင်းပြီးတည်သွားတယ်။ကျန်တဲ့၄កောင်ကတော့ထွက်ပြေးလို့မြောက်နေတယ်လို့ဒေတာပြင်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မှာ အကြမ်းဖက်ဆက်တက်ကလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ15ရက်နေ့မနက်အစောပိုင်းမှာလောင်လုံးမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုမြို့အနီးနားမှာရှိတဲ့တပြားရွာကိုဝင်းအောင်စီးနှင်ပြီးတော့လူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုလည်းဝင်းအောင်ဆစ်ဆီးပြီးတော့ဖုန်းများကိုတင်ဆီးသွားတယ်လို့ပြောပါဗျ။လူငယ်၄ဦးကိုစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်လောင်လုံးမြို့ပေါ်ကိုခေါ်ဆောင်သွားတယ်လို့ပြောပါတယ် ။လောင်းလုံးမြို့အဝင်ထွက်မှာပုံမှန်ကိပတ်နေတဲ့စစ်ခွေးတွေကမနေ့ကမနေ့အစောပိုင်းမှာတပြားရွာကိုဝင်းအောင်စီးနေတာပြည်သူ၄ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်။အခုတည်းထိအဆက်အသွယ်မရသေးဘူး။သူတို့ကလောင်းလုံးမြို့ပေါ်ကိုခေါ်ဆောင်သွားတာပါလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အလားတူပဲမကွေးတိုင်းဆလင်းမြို့နယ်မှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကရင်နောက်လိုက်တအုပ်အပါအဝင်ပြည်သူ၄ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြည်သူညီနောင်ဆလင်းသတင်းနဲ့တာဝန်ခံကကိုပြည်သူကရှင်းပြထားပါတယ်။ စက်တင်ဘာလ10ရက်နေ့ည7:00နာရီကမှဆလင်းမြို့နယ်တက်နယ်အနီးမှာရှိတဲ့တောင်ယုံပင်ကံရွာမြောင်းမောင်လမ်းမှာကင်းမုံဝင့်နေတဲ့အကြမ်းဖက်စစ်ခွေးများကပြည်သူ၃ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အလားတူပဲအဲ့ဒီနေ့မနက်7:00နာရီကမှရန်ကုန်မကွေးမင်းဘူးဆလင်းစင်ဖြူကျွန်းတော်ကို ပြေးဆွဲနေတဲ့ရွှေပြည်ဟင်းရင်လိုင်းကရင်နောက်လိုက်ကိုစုဝေကိုလည်းအကြမ်းဖက်စစ်ခွေးများကလမဲကန်ထိတ်စစ်စေးရေးဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ရုံးမင်ကန်ကြေးရွာရဲ့မြောင်းပေါင်းလမ်းမှာအဆွဲခံရတာပါအဲ့ဒီလမ်းပိုင်းမှာပြူခွေးတွေစစ်ခွေးတွေကင်းမုံချထားပါတယ်အမျိုးသား၃ဦးပေါ်တာဆွဲခံရတာ၃ယောက်စလုံးကကံပြားကြေးရွာကပါဆယ်ရက်နေညကအဆွဲခံလိုက်ရတာပါစစ်ခွေးတွေကင်းမုံဝစ်ပြီးတော့ပေါ်တာဆွဲသွားတာနောက်ပြီးတော့ယင်နောက်လိုက်ဖြစ်တဲ့ကိုစုဝေကိုလည်းအချမ်းမစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးပြီးတော့ညနေကျတော့ပတ်စံနဲ့လိုက်ရွေးလို့ပြန်လွှတ်ပေးလိုက်ပါတယ်လို့ပြည်သူညီနောင်စလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ် ်အချက်မဲ့စစ်ခွေးတက်ကဇလင်းမြို့နယ်အတွင်းမှာရှိတဲ့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေပြီးတော့ငွေညှိမှုများကိုလုဆောင်ကပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းတင်တန်းကြောင်းကိုတမ်းပြီးတော့ပို့ဆောင်လိုက်တယ်လို့သိရပါဗျ။အလားတူပဲစက်တင်ဘာလ6ရက်နေ့ကလည်းရန်ကုန်ဇလင်းစင်ဖြူကျွန်းကိုပြေးဆွဲနေတဲ့ခရီးသည်ပို့ဆောင်ရေးရင်လိုင်းဖြစ်တဲ့မိုးတောက်ရောင်နေကားပေါ်မှာလိုက်ပါလာတဲ့ရန်ကုန်မြို့ကနေပြန်လာတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးနှစ်ဦးတို့ကိုအကြမ်းဖက်စစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဘတ်စစ်တပ်ကနိုင်ငံတော်ဝန်မှရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများအရှိန်မြင့်တင်လာပြီးတဲ့နောက်လှိုင်းသားရလေကူတိုက်ကြီးနဲ့မြဝတီမြို့နယ်တို့မှာစိတ်ရောကဝေဒနာရှင်တအုပ်အပါအဝင်လူငယ်အမျိုးသား၄ဦးပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့လှိုင်းတရာမြို့နယ်ရွှေလင်းမန်းရက်ကွာရွှေဘုံသားနှစ်လမ်းမှာအသက်48နှစ်အရွယ်စိတ်မနှံသူအမျိုးသားတအူးဟာအခုရက်ပိုင်းအတွင်းမှာပျောက်ဆုံးနေကြောင်းမိသားစုဝေတအူးကသတင်းပေးဖို့တိုင်ကြားထားပါတယ်စက်တင်ဘာလ12ရက်နေ့မနက်စင်တိုင်းကလှိုင်းတရာမြို့နယ်ရွှေလင်းမန်းရက်ကွာရွှေဘုံသားနှစ်လမ်းမှာနေထိုင်သူအသက်48နှစ်အရွယ်ဦးစောစောအေးဟာနေအိမ်ရှိကကားပေါ်မှာအိတ်နေတယ်ဆိုပြီးတော့ပြစ်ထားမိရာကနေပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုပျောက်ဆုံးသွားတဲ့ဦးစောစောအေးဟာဘကိုးတိုင်းကဖြစ်ပြီးတော့ အရက်ဖြတ်ပြီးတဲ့နောက်မှာခန္ဓာကိုယ်အားနည်းကစိတ်မတိမငြိမ်းယောဂဝေဒနာခံစားနေရတဲ့အတွက်ကြောင့်ဆေးကုသပေးရန်ရန်ကုန်ကိုခေါ်ဆောင်လာတဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနေ့ကမနက်ပိုင်းမှာကားပေါ်မှာအိတ်နေတာ အိမ်နေတယ်ပဲထင်ပြီးတော့အိမ်ရှိမှာပဲထားထားတာကနေသွားကြည့်လိုက်တော့မတွေ့တော့ဘူးအဲ့ဒီနေ့ကပျောက်သွားတာပဲသူကစိတ်ကတိတ်မနှံ့ဘူးအနီးကပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်တယ်မတွေ့ဘူးရဲစခန်းရောရက်ကွက်အုပ်ချုပ်ရေးမှုရုံးရောအကြောင်းကြားထားပါတယ်ဒီကြားထဲမှာတော့ဆက်သွယ်လာတာမျိုးမရှိဘူးဘယ်သူမှလည်းမဆက်သွယ်လာဘူးအသက်က48နှစ်ပါနာမည်ကစောစောအေးပါသူကနေကနေတက်လာတာသူက နေမကောင်းလို့ဆေးကုပေးမယ်ဆိုပြီးတော့ခေါ်လာတာပါခေါ်လာရင်းနဲ့ပျောက်သွားတာအဲ့ဒီနေ့ကဆေးကန်းတစ်ခုမှပြပြီးတော့ အားစေးတလုံးသွင်းထားပါတယ်နောက်ရက်ကိုစေကံသွားပြဖို့ဆိုပြီးတော့စီစဉ်နေတဲ့အချိန်မှာပျောက်သွားတာပါသူကအရက်တောက်လို့ဖြစ်တာပါအရက်တောက်လိုက်လို့သူ့ကိုဖြတ်ခိုင်းပြီးတော့ဖြတ်ရာကနေအာနေပြီးစိတ်ကြောင်ချောက်ချားဖြစ်တယ်လို့ဖြစ်သွားတာလို့မိသားစုဝင်တို့ကရှင်းပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းလက်ကူမြို့နယ်ဖောင်ကြီးကြီးပါမှာအသက်28နှစ်အရွယ်အမျိုးသားတအုပ်ပျောက်ဆုံးသွားပြီးတော့နှစ်လကျော်ကြာတဲ့အထိပြတ်မတွေ့သေးဘူးလို့မိသားစုဝင်တအုပ်ကသတင်းပေးဖို့တိုင်ကြားထားပါတယ် ဇော်လိုက်လာ14ရက်နေ့မနေ့ပိုင်းကလေကူးမြို့နယ်ဖောင်ကြီးကျေးရွာမှာရှိတဲ့နေအိမ်ကနေအဝတ်တထည်ကိုတခုနဲ့ထွက်သွားတဲ့အသက်28နှစ်အရွယ်ကိုစီသူမင်းဝေဟာအခုအချိန်ထိနှစ်လကျော်ကြာနေတော်လဲနေအိမ်ကိုပြန်လာခြင်းမရှိဘဲနဲ့ပြန်လည်ဆက်သွယ်ခြင်းမရှိဘဲပျောက်ဆုံးနေတယ်လို့သိရပါဗျာ။ ပျောက်တာကကြာပြီဗျအခုဆိုရင်တော့နှစ်လကျော်နေပြီခုနှစ်လပိုင်း14ရက်နေ့ကပျောက်သွားတာဇူလိုင်လ14ရက်နေ့ကနေအခုထိအိမ်ကိုပြန်မရောက်လာတော့တာပါဒီကြားထဲမှာဘာမှလည်းအဆက်အသွယ်မရဘူးကြားထဲမှာတော့ဖုန်းဆက်ပြီးဘဲကိုခေါ်သွားပြီးဘဲတက်ထဲမှာရောက်နေပြီးပတ်စံလွဲပါအဲ့ဒီလိုမျိုးတွေတော့ဆက်သွယ်လာတာရှိတယ်ကျမတို့ကရွေးမယ်နေရာတိကျပြောလိုက်ခဲ့မယ်ဘလို့အန်နေများများကျမတို့လိုက်မယ် အဲ့ဒီလိုကြတော့လေနေရာကိုမပြောပြန်ဘူးပြီးတော့ပျောက်သွားတဲ့သူမကဘာမှပါမသွားဘူးအဝိတ္တထဲကိုတစ်ခုနဲ့ပျောက်သွားတာပါအဝိစားပူလဲယူမသွားတယ်လို့ဖုန်းတွေပတ်ဆက်အိတ်တွေဘာမှကိုယူမသွားတာလို့ကိုစီသူမင်းဝေရဲ့မိသားစုဝင်ကရှင်းပြထားပါတယ်ဒါအပြင်ကရင်ပြည်နယ်မြောက်ရီမြို့မှာအလုလုံနေတဲ့အသက်26နှစ်အရွယ်အမျိုးသားတအူးပျောက်ဆုံးနေပြီးတော့တလကျော်ကြာတဲ့အထိအဆက်အသွယ်မရသေးဘူးလို့မိသားစုဝင်တအူးကတိုင်ကြားထားပါတယ် ဇော်လိုင်လ31ရက်နေ့ကမြောက်ရီမြို့မှာအလုပ်လုပ်နေတဲ့အသက်29နှစ်အရွယ်မောင်စီရမောင်မောင်ဟာမိသားစုထံကိုပြန်မယ်ဆိုပြီးတော့စိုင်းကယ်ကယ်ရီငှားစီးပြီးတဲ့နောက်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပျောက်ဆုံးသွားပြီးတဲ့နောက်အကြမ်းစစ်ကောင်စီရဲ့လက်အောက်ခံခလိုက်ရ135တပ်ရင်းကဆိုပြီးတော့ပတ်စံလှမ်းတောင်းတယ်လို့သိရပါတယ်။ခုနလပိုင်း31ရက်နေ့ကပျောက်သွားတာ30ရက်နေ့အထိအဆက်အသွယ်ရသေးတယ်။31ရက်နေ့ကြာမှအဆက်အသွယ်မရဘဲနဲ့ပျောက်သွားတာပါ။အခုချိန်ထိပါပဲမြောက်ရီကိုရောက်တယ် သူ့ညီစီမှာအလုတ်600လောက်သွားလုပ်လိုက်သေးတယ်။600လောက်လုံပြီးတော့မှပြန်ဆင်းလာတယ်ဆိုပြီးတော့ဆိုင်ကယ်ကယ်ရီသမားကပြောတာပဲ။စုံစမ်းကြည့်ရတဲ့လောက်ပေါ့ပြန်မယ်ဆိုပြီးပြောသွားတာတဲ့။ပြောသွားပြီးတော့ဘာအဆက်အသွယ်မှမရတော့တာ။ပြန်ဆင်းမယ်ဆိုတာကလည်းသူနဲ့အဆက်အသွယ်ရတာတော့မဟုတ်ဘူး။သူ့ကိုလိုက်ဖို့တဲ့ဆိုင်ကယ်ကယ်ရီသမားကပြန်ပြောပြတာ။ဒီကြားထဲမှာအဆက်အသွယ်ကလုံးဝမရတော့ဘူး။ဟိုတယ်လောကတယင်းကဘာညာနဲ့လိုက်လိမ်တဲ့သူကဖုန်းဆက်တယ်။ ဘဲတိုင်ရင်ကဘာညာနဲ့ပြောတယ်ဒါပေမဲ့ကျမတို့ဦးလေးတွေကအဲ့ဒီဘက်မှာကျွမ်းကျင်နေဆိုတော့သူကကော့ကရိတ်ဘက်ကတဲ့တိုင်ရင်ကတော့ရှိတယ်မြောက်ဒီကမဟုတ်ဘူးတဲ့တိုင်ရင်ကခလိုက်ရတက်သုံးကအဲ့ဒီတိုင်ရင်ကမြောက်ဒီမှာမဟုတ်ဘူးကော့ကရိတ်မှာရှိတာဆိုပြီးတော့လိုက်လံစုံစမ်းကြည့်တော့သိရတာအဲ့ဒီတိုင်ရင်အထိတော့လိုက်မကြည့်တော့ဘူးညီမတို့နေတာက AOD တိုင်းဖြားပုံမှာဆိုတော့လိုက်ကြည့်လို့မဖြစ်ဘူးလို့ကိုစီယာမောင်မောင်ရဲ့မိသားစုဝင်တဦးကရှင်းပြထားပါတယ်အလားတူပဲစက်တမ်ဘာလ14ရက်နေ့မုံလွဲ2နာရီအချိန်မှာရန်ကုန်တိုင်းတိုက်ကြီးမြို့နယ် ချောင်းတုံးကွာအုပ်စုလေကူကြီးပါနေဥအောင်မျိုးတိုက်ရဲ့အသားဖြစ်သူရှစ်တန်းချောင်းသားမောင်နိုဘယ်အောင်ဟာနေအိမ်ကနေပြီးတော့ပျောက်ဆုံးသွားကြောင်းမိသားစုတွေကလူမှုကွန်ရက်ကနေတဆင့်အကူအညီတောင်းခံထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကစက်တဘာလ14ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်ခဲ့ပြီးတော့နိုင်ငံတော်ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အများအပြားစစ်တပ်ထဲကိုအတင်းကျပ်ပို့ဆောင်ခံနေရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိသားစုဆွေမျိုးများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တက်က112လေးရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ15ရက်နေ့မနေ့9နာရီခွဲကနေ8နာရီအထိအကြမ်းဖက်ဆက်ခွေးတက်ကဘာတိုင်ပွဲမှာလည်းမရှိဘဲနဲ့ပေါ့မြုံနယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာများကို112လေးရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲလေကြောင်းတိုက်ခတ်မှုများဆက်လက်ပြီးတော့လုံဆောင်လာမှာကိုစိုးရိမ်နေတဲ့အတော့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဘုံကျဲသွားတာကတော့အလုံး30ကျော်တယ်။မနေ့9ရက်ခွဲလောက်ကစပြီးတော့ဇက်တိုက်ကိုကျဲချသွားတာ၈နာရီအထိပဲပြည်သူတွေနဲ့အဆက်အသွယ်ပြတ်တောက်နေလို့ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပါတယ်။အလားတူပဲတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကလည်း ်ကျေးရွာများကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေကြောင်းဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မနေ့ကစက်တင်ဘာလ15ရက်နေ့ညနေပိုင်းကစပြီးတော့တောင်သာမြို့နယ်ရုံးစီကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကကျေးရွာအနောက်ဘက်မှာရှိတဲ့နေရာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့သိရပါတယ်။လက်နက်ကြီးကြက်ရောက်ပောက်ကွဲတဲ့နေရာများကိုအတီးပြုတ်နိုင်ခြင်းမရှိသေးပေ။ပြည်သူများထိခိုက်မှုရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့စိတ်ခွေးတွေကလက်နဲ့ကြီးတွေနဲ့ရမ်းပြက်နေပါတယ်။ဘယ်နေရာတွေကြောက်ရောက်ပောက်ကွဲလဲဆိုတာတော့အတိမပြုတ်နိုင်သေးပါဘူး။ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အချမ်းဖတ်စစ်ခွေးတက်ကအခုလိုမျိုးလက်နဲ့ကြီးများနဲ့ဇက်တိုက်ရန်တမ်းပစ်ခတ်နေတဲ့အတွက်ပြည်သူများအနေနဲ့ဘုံခုချင်းများမှာနေထိုင်ကြရန်တော်လိုင်းရေးအင်အားစုများကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolu Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ